်မင်္ဂလာပါခင်ဗျာဆရာကြီးဦးတန်းဝင်းလိုင်ရေးသားထားတဲ့20ရာစုအကျော်ကြားဆုံးအာရှခေါင်းဆောင်များစာအုပ်ထဲကမလေးရှားဝန်ကြီးချုပ်ဒေါက်တာဒါရိုဆရီမဟာတီယာဘင်မိုဟာမက်အကြောင်းကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာမလေးရှားဝန်ကြီးချုပ်ဒေါက်တာဒါရိုဆရီမဟာတီယာဘင်မိုဟာမက်သူကမလေးရှားနိုင်ငံအားခက်မီစစ်မှုနိုင်ငံကြီးအဖြစ်တိုးတက်စေရန်အတွက် အဖက်ဖက်တက်တုံနေနေသူ ဖြစ်သည်သူသည်ငယ်စဉ်ကပဲဘူပေါင်းရောင်း၍ကြောင်းတက်ခဲ့ရသူ ဖြစ်တော်လဲပညာထူးချွန်၍ဆရာဝန်ဖြစ်လာသူဖြစ်သည်သူသည်ဆရာဝန်ဖြစ်တော်လဲစေမကူပဲတိုင်းပြည်ချွတ်ချုံကြနေမှုကိုကူစား၍ခက်မီတိုးတက်စေရအတွက်ဥဆောင်ဥရပြုနေသူဖြစ်သည် သူကအခြားသူမဟုတ်ရှစ်တောင်အာရှတွင်ထွန်းသက်စစစ်မှုနိုင်ငံအဖြစ်ကြော်ကြားလာခဲ့သောမလေးရှားနိုင်ငံဝန်ကြီးချုပ်အဖြစ် ၅ချိန်ဆက်တိုက်ရွေးကောက်တင်မြောက်ခံရသည့်လက်ရှိမလေးချားဝန်ကြီးချုပ်ဒေါက်တာတတ်တုစရီမဟာတီယာဘင်မိုဟာမက်ဖြစ်ပါသည် အမန်ဆက်ဆက်မလေးရှားသည်အကျယ်ဝန်းအားဖြင့်ဘာမျှမရှိပေအထူးကထွက်သည့်တယန်ဇာတပစ္စည်းဆို၍ကျပောင်စီတတ်တုနှင့်ဇီထွက်အုံသာရှိပါသည်တစ်ချိန်ကအထူးကပို့ကုန်ဟူ၍ရင်းထွက်ကုန်သာအားထားခဲ့ရသည်သို့သောမဟာတီယာမိုဟာမက်၏ဥဆောင်လမ်းညွှန်မှုမှန်ကန်မှုနှင့် အမြောင်မြင့်ကြီးမားမှုတို့ကြောင့်မလေးရှားသည်ယနေ့ကမ္ဘာတွင်ကွန်ပျူတာ chess မှအစ electronic ပစ္စည်းအလဲမော်တော်ကားနှင့် လေယာဉ်အပိုပစ္စည်းအစုံထုတ်လုပ်နိုင်သောစမှုနိုင်ငံဖြစ်လာခဲ့လေသည်နိုင်ငံခြားယင်းနှမြုံနှံမှုများတဖြည်းဖြည်းလှိမ့်ဝင်လာပြီးယနေ့အခါမလေးရှားနိုင်ငံသည်တောင်ကိုရီးယားတရုတ်တိုင်ပေဟောင်ကောင်စင်ကာပူထိုင်းဟူသော အာရှကြား၅နိုင်ငံနှင့်အပြိုင်စီးပွားရေးဈေးကွက်တွင်ပကုံးချင်းရှင်၍ ရှင်ပြန်နိုင်သည့်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်ထို့သောတနအင်အားတိုးတက်လာသည့်မလေးရှားနိုင်ငံ၏နောက်ခံသမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျင် BC 2000နှင့်1500ကြားတွင်တရုတ်ပြည်ယူနန်နယ်မှမွန်ဂိုနယ်လူမျိုးများသည်မလေးရှားကျွန်းဆွယ်နှင့်မလေးရှားကျွန်းစုများသို့ရောက်ရှိလာကြပြီးဒေသခံလူမျိုးများနှင့်တွေ့နှောခဲ့ကြသည် မလေးရှား၏မြေမောက်ခက်သမိုင်းသည် မလကာတွင်မြို့ပြနိုင်ငံထူထောင်လျက်မလေးရှားကျွန်းဆွယ်တစ်ခုလုံးကို အာဏာလွှမ်းမိုးခဲ့သောမလကာဘီရင်များမှစတင်ပေလိမ့်မည်15ရာစုအစပိုင်းလောက်တွင်စူမထရာကျွန်းအရှိတောင်ဘက်ရှိ ပါလံပန်ဘီရင်ပရမိဆာရသည်ဂျာဘာကျွန်းမှ မဟာပါဟစ်တို့၏တိုက်ခိုက်မှုကြောင့်စင်ကာပူသို့ထွက်ပြေးခဲ့ရသည်ဒိုစင်ကစင်ကာပူကျွန်းသည် ထိုင်းလက်အောက်ခံဖြစ်၍ထိုင်းဘီရင်ကန်တူးကအုပ်ချုပ်နေသည် ထိုင်းဘုရင်က ပရမီဆိုရာကိုခိုလုံခွင့်ပေးခဲ့တော်လဲပရမီဆိုရာသည်ထိုင်းဘုရင်ကံကိုလှုပ်ကြံတတ်ဖြတ်လိုက်သဖြင့်ထွက်ပြေးရပြန်သည်ဤသို့ဖြင့်အစာရေစာပေါများ၍တင်မောစိတ်ကံကောင်းရှိသောမူဝါမျက်၌ခရစ်နှစ်1403ခုတွင် မလကာကိုတည်ထောင်ခဲ့သည် နောက်ပိုင်းတွင်အိန္ဒိယကုံသည်များဝင်ထွက်သွားလာမှုကြောင့်ဟိန္ဒူဘာသာဝင်မလကာဘုရင်များသည် အစ္စလမ်ဘာသာဝင်များဖြစ်သွားကြသည်1456ခုနှစ်မှ1498ခုနှစ်များအတွင်းမလက္ကာသည်မြောက်ဘက်တွင် မလေးကျွန်းဆွယ်အစုံတောင်ဘက်တွင် စင်ကာပူနှင့် ရီယူလင်ချာကျွန်းများအနောက်ဘက်တွင်ဆူမာထရာကျွန်းအချစ်ဘက်ကမ်းထိကျယ်ဝန်းခဲ့လေသည်မလက္ကာကိုစတင်တူထောင်ခဲ့သော ပရဆဝမီရလွန်ပြီးနောက်နှစ်ပေါင်း100ခန့်အကြာ နောက်ဆုံးမင်းဆက်ဆူလတန်မာမက်ရှားဘုရင်လက်ထက် 1531ခုနှစ်တွင်မလကာသည်အိန္ဒိယသမုဒ္ဒရာတစ်လျှောက်နေသက်ရှာဖွေလာသော ပေါ်တူဂီများ လက်အောက်သို့ကြားရောက်ခဲ့သည် လူရည်နယ်ပါသောပေါ်တူဂီများသည်ကျယ်ပြန့်သော ကိုလိုနီနယ်မြေများကိုမအုပ်ချုပ်နိုင်သဖြင့်မလကာတွင်ခံတပ်တစ်ခုဆောက်လုပ်ပြီးဘေးအင်္ဂန်တူခန့်ထားခဲ့သည်1609ခုနှစ်တွင် Dash အရှိအိန္ဒိယကံပဏီပေါ်ပေါက်လာပြီး1635ခုနှစ်တွင် ဒတ်စ်တို့သည်ပေါ်တူဂီသင်္ဘောများကိုလန်ခီ၌ဖန်စီတိုက်ခိုက်၍မလကာ၏ကုန်သွယ်ရေးကိုနှောက်ယှက်ခဲ့ကြသည်ထို့နောက်1640ခုနှစ်တွင်ဒတ်စ်တို့သည်ပေါ်တူဂီလက်အောက်မှမလကာကိုတိုက်ခိုက်လူယူခဲ့ကြသည်ထို့အချိန်တွင်အိန္ဒိယတွင် Empire 2000လရဲ့အိန္ဒိယသမုဒ္ဒရာမှ Pacific သမုဒ္ဒရာတစ်လျှောက်တွင်ကုန်သွယ်ရေးလုပ်ငန်းများတိုးချဲ့ရန်ကြံရွယ်ထားသော British India Company အတွက်မလကာရေးလက်ကြသည့်အရေးပါသည့်ထက်ပါလာသည် 1995ခုနှစ်တွင်ဗြိတိရှားတို့သည်မလကာသို့ဝင်ရောက်တက်ဆွဲသည်ထို့နောက်ဗြိတိရှားတို့သည်မလကာရေလက်ကြားတစ်လျှောက်တည်ရှိသော ပီနန်မလကာနှင့်စင်ကာပူတို့ကိုတရုတ်ပြည်ရေလန်းကြားခီးစဉ်လုံခြုံရေးအတွက်သိမ်းပိုက်ခဲ့သည်1926ခုနှစ်တွင်ဗြိတိရှားတို့သည်ပီနန်မလကာနှင့်စင်ကာပူတို့ကိုပူးပေါင်း၍ဗြိတိရှားတို့၏ရေလက်ကြားနယ်ပယ်များအဖြစ်သတ်မှတ်ခဲ့သည်1950ခုနှစ်တွင် ရေလက်ကြနယ်ပယ်များကိုအိန္ဒိယပြင်ကန်ချုပ်လက်အောက်သို့လွှဲပြောင်းပေးခဲ့ပြီး1968ခုနှစ်တွင်ဗြိတိရှားတို့သည်ယင်းနယ်ပယ်များကိုလန်ဒန်မြို့မှတိုက်ရိုက်အုပ်ချုပ်သောဘရင်ကိုလိုနီအဖြစ်သို့ပြောင်းလဲခဲ့သည်1912ခုနှစ်တွင်မလကာမှထွက်ပြေးတင်းရှောင်ခဲ့ရသောမလကာဘရင်နှင့်အပေါင်းပါတို့အနက်အချို့သည်မလကာမြစ်တလျှောက်သို့၎င်းအချို့သည် အောက်ပိုင်းမူဝမြစ်ကမ်းရှိပါချိုးသို့၎င်း ရောက်ရှိသွားကြသည်ထိုမှတဖန်ဒက်စတို့ဤဘေးရန်ကြောင့်ကျုံးဆွယ်ကိုဖျက်၍ရီယူလင်ချာကျုံးမြနှင့်ဂျိုဟုတ်မြေပတ်ဝန်းကျင်အရက်သို့ထွက်ပြေးကြပြီး16ရာစုအတွင်း၌မင်းနေပြည်တော်များတီထောင်ခဲ့ကြသည်ထိုစဉ်ကမြောက်ပိုင်းရှိဂေတာပါလက်စ်ကီလန်တန်နှင့်ထရင်ကနူးနယ်များသည် ထိုင်းဩဇာခံဖြစ်သည်1824ခုနှစ်မှ1924ခုနှစ်အတွင်းနှစ်ပေါင်း90မြောက်ကာလ၌ မလေးရာတစ်ခုလုံးသည်ဗြိတိရှအုပ်ချုပ်ရေးအောက်သို့တစတစရောက်ရှိလာရာ1884ခုနှစ်တွင် ပီရက်ပဟန်းစီလန်ကောနှင့်နီဂရီဆမ်အီလန်နယ်တို့သည်ဗြိတိရှအဆောင်လျှောက်ခံပြည်နယ်များဖြစ်လာခဲ့သည်1896ခုနှစ်တွင်ဗြိတိရှတို့သည်ယင်းပြည်နယ်၄ခုကို ပူးပေါင်းဖွဲ့စည်းထားသော မလေးပြည်နယ်များအဖြစ် ကွာလာလမ်ပူမြို့၏အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည် 1996ခုနှစ်တွင် ချုပ်ဆိုသောဗြိတိရှထိုင်းစာချုပ်အရာထိုင်းဩဇာကန်နယ်များဖြစ်သောကေတာပါလစ်ကီလန်တန်နှင့်ထရန်ကင်နီတို့သည်ဗြိတိရှအဆောင်အရှောက်ပြည်နယ်များဖြစ်လာခဲ့ကြသည်1914ခုနှစ်တွင်ယင်းပြည်နယ်၄ခုနှင့်ဂျိုဟိုပြည်နယ်တို့သည်မိမိတို့၏စန္ဒအရာ အဖွဲ့အစည်းတွင် မပါဝင်သောမလေးရှားပြည်နယ်များအဖြစ်ဗြိတိရှအကြံပေးအရာရှိ၏ကွက်ကွဲမှုကို လက်ခံခဲ့ကြသည် ဘန်ကောက်48ခုနဲ့ဖေဖော်ဝါရီလ10ရက်နေ့တွင် ပီနတ်နှင့်မလကာအပါဝင်မလေးရှားပြည်နယ်အားလုံးကိုပူးပေါင်း၍မလေးရှားဖက်ဒရေးရှင်းဖွဲ့စည်းပြီး1958ခုဩဂုတ်လ31ရက်နေ့တွင်ဗြိတိရှ်ဒဏ္ဍာဟာရအဖွဲ့ဝင်လွတ်လပ်သောနိုင်ငံဖြစ်လာသည်ဆာရာဝတ်သည်ဘော်နီယိုကျွန်း၏နောက်မြောက်ကံယိုဒန်းတစ်လျှောက်တွင် မိုင်900မြရှေလျားသောပြည်နယ်ဖြစ်သည် လက်ရှိနယ်အကျယ်ဝန်းကို1840ခုနှစ်တွင်ဘရူနိုင်းဆူတန်ထံမှအင်္ဂလိပ်လူမျိုး James Brooke ကရရှိခဲ့သည်ထိုစဉ်ကဘရူနိုင်းဆူတန်အားတော်လန်ပုံကန်သောတပုံများကိုနှိမ်နှင်းခဲ့သဖြင့်ဘရူနိုင်းဆူတန်က James Brooke အားဆာရာဘတ်ဆော်ဝါအဖြစ်ခန့်အပ်ခဲ့သည်1888ခုနှစ်တွင်ဗြိတိသျှအဆောင်လျှောက်ခံခဲ့ပြီး1940ခုဒီဇင်ဘာလ16ရက်နေ့တွင် စာရဝတ်ကိုဂျပန်များ ဝင်ရောက်သိမ်းပိုက်ခဲ့သည်၁946ခုဇူလိုင်လ15ရက်နေ့တွင်ဗြိတိသျှအစိုးရနှင့်လက်ရှိအုပ်ချုပ်သောစော်ဘွားစာချာပိုင်နာဘရုစ်တို့၏သဘောတူညီချက်အရစာရဝတ်သည်ဗြိတိသျဘရင်ကိုလိုနီအဖြစ်သို့ရောက်ရှိခဲ့သည်ယခုစာဘားခေါ်သောပြည်နယ်ကို1963ခုစက်တင်ဘာလအထိမြောက်ဘော်နီယိုဟု ခေါ်တွင်ခဲ့သည်1889ခုနှစ်မှ 1898ခုနှစ်အတွင်း၌ဟောင်ကောင်ရှိအော်စတြီးယားစက်ကောင်စီဝန်ချုပ်ဘာရွန်ဖိုအိုဘာဘက်နှင့်ဗြိတိသျှလူမျိုးအယ်ဖရက်ဒန်ခေါင်းဆောင်များသည်စင်ကာပူလူဦးရေ၏သုံးပုံတပုံသာရှိသောတရုတ်လူမျိုးများကိုတန်းတူအခွင့်အရေးပေးရင်းနှင့်ပတ်သက်၍ပြဿနာမပြေမလည်ဖြစ်ခဲ့ကြသည်မလေးရှားပါလီမန်တွင် စင်ကာပူသည်လူဦးရေအလိုက် ကိုယ်စားလှယ်တက်ရောက်ခွင့်မရရှိခဲ့လူဦးရေ6တန်း3သိန်းရှိသော မလေးရှားက ကိုစလေ104ဦးရှိပြီးလူဦးရေ9000ရှိသောစာဘားကကိုစလေ16ဦးရရှိခဲ့တော်လဲလူဦးရေတသန်း6သိန်းရှိသော စင်ကာပူကိုစလေ15ဦးသာရှိခဲ့သည် မလေးရှားပြည်ထောင်စု၏အုပ်ချုပ်ရေးအရာတန်းအမှုဌာနများအနေရာဂိုင်နှုန်း80မှာမလေးရှားလူမျိုးများသာဖြစ်သည်ထို့ကြောင့်စင်ကာပူဝန်ကြီးချုပ်လီကွမ်ယူက မလေးရှားဝန်ကြီးချုပ်အဒူရာမန်ခေါင်းဆောင်သော အာနာယမဟာမိတ်ပါတီသည်မလေးရှားလူမျိုးများကိုသာ အခွင့်အရေးပုံမပေးသည်ဟုဆဆွဲပြီးအခွင့်အရေးညီမျှစွာမပေးလျင် ခွဲထွက်ရလိမ့်မည်ဟု1965ခုဇွန်လ10ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည့်မလေးရှားဝန်ကြီးချုပ်အဗ်ဒူရာဇက်ကလည်းစင်ကာပူဝန်ကြီးချုပ်လီကွမ်ယူသည်လူမျိုးရေးပြဿနာကိုရှေ့တန်းတင်၍နိုင်ငံရေးအမျက်ထုတ်သည်ဟုပြန်လည်ဆွဆွဲခဲ့သည်ထို့နောက်1965ခုအောက်တိုဘာ9ရက်တွင် စင်ကာပူသည်မလေးရှားပြည်ထောင်စုမှနှုတ်ထွက်လိုက်ပြီး အချုပ်ချာအာဏာပိုင်လွတ်လပ်သောနိုင်ငံအဖြစ်ထူထောင်ခဲ့သည်မလေးရှားနိုင်ငံ၏လူဦးရေမှာ23တန်းခန့်ရှိသည်ယင်းနှင့်၃ပုံတပုံခန့်သည်တရုတ်နိုင်ငံဖွားများဖြစ်ကြပြီးဆရာကန်နှုံးခန့်ကမူအိန္ဒိယနိုင်ငံဖွားကလားလူမျိုးများဖြစ်ကြသည်စီပွားရေးအကွက်မြင်ကလုံရဲကန်ရဲယင်းဒီမြုပ်နှံရဲချသည့်တရုတ်နှင့်အိန္ဒိယနယ်ပါးတို့ကမလေးရှားစီပွားရေးကိုဥဆောင်ချုပ်ကင လှုပ်ကန်နိုင်သူများဖြစ်သည်မလေးလူမျိုးအများစုမှာဆင်းရဲတွေနဲ့နေရသူများဖြစ်ခဲ့ကြသည် ထို့သောအချိန်ဒီအတွင်းမဟာတီယာမိုဟာမက်ကို1925ခုဒီဇင်ဘာ20ရက်တွင်မလေးရှားနိုင်ငံမြောက်ဖက်ဒီတာပြည်နယ်၌ဖွားမြင်ခဲ့သည်သူ၏ဖခင်သည်အလွန်တရာစီကံကြီးသည့်ကျောင်းအုပ်ဆရာကြီးတူဖြစ်သည် မဟာတီယာ၏ငယ်စဉ်ဘဝသည်ကျောင်းစာများ၌သာနှမြုပ်နေခဲ့သည် အတန်တဲ့၌စာတော်သည့်ចောင်းသားပြီးပြီးအင်္ဂလိပ်စာတွင်ထူးချွန်စုများစက်တိုက်ရရှိခဲ့သည်ចောင်းမဂ္ဂဇင်းထုတ်ဝေရာမှာပင်အက်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ရသည်ငယ်စဉ်ကတကိုယ်တည်းပါတိပါတာနေတတ်သည်အာကစားလောကမှာပင် သူသည်အသင်းလိုက်အဖွဲလိုက်ကစားရသည့်အာကစားမျိုးကိုခတ်ဖက်ဖဲနေသည်မြင်းစည်းခြင်းအလေးမှခြင်းလေလောရွက်တိုက်ခြင်းစသည့်တကိုယ်တော်အာကစားနီးများကိုပင်နှက်သက်ခဲ့သည် သူသည်ចောင်းသားဘွားကမိဘများစီးပွားရေးအဆင်မပြေသဖြင့်ចောင်းမုံဖို့ရအောင်ပူပေါင်းများလှည့်လည်ရောင်းချခဲ့ရသည်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍မလေးရှားနိုင်ငံဂျပန်တို့၏လက်အောက်ရောက်ရှိနေချိန်တွင်ပူပေါင်းမှတဆင့်တက်၍မုံပဲသည်စားရောင်းချရသည့်အလုပ်ကိုလုပ်ခဲ့ရပြန်သည်ထို့သောရုံးကန်လှုပ်ရှားမှုဖြင့်အထက်တန်းပညာကိုစုံကန်းတိုင်အောင်သင်ယူခဲ့သည်ထက်တန်းအောင်ပြီးနောက်အင်္ဂလန်ပြည်တွင်ဥပဒေပညာ ဆက်လက်တင်ယူရန်လျှောက်လွာတင်ခဲ့သည်တို့ရတွင်သူအားမရွေးချယ်ဘဲဘေးဖယ်ထုတ်ထားခြင်းခံရသည်ဤတွင်မဟာတရားသည်1948စင်ကာပူဘက်သို့ကူပြီးစစ်တကသူတို့လျှောက်လွာတင်လိုက်သည်အထက်တန်းတွင်အမတ်များများနှင့်အောင်းခဲ့သောသူအားစင်ကာပူရှိတတ္တမမြောက်အထွတ်ဘုရင်ဆေးကောလိပ်ကလွယ်လင်းတကူလက်ခံခဲ့သည်သူသည်ဘဝရည်မှန်းချက်အဖြစ် ရှင်းနေဖြစ်ရန်ရည်မှန်းခဲ့တော်လဲကံကြမ္မာအလှည့်အပြောင်းကြောင့်ဆရာဝန်ဖြစ်ခဲ့ရသည်1953ခုနှစ်တွင် စေကောလိပ်မှဘွဲရပြီးနောက်1954ခုနှစ်မှ1953ခုနှစ်အထိ19နှစ်တိတိနိုင်ငံတော်စေဝန်ထမ်းအဖြစ်မှုထမ်းခဲ့သည်မဟာတရားသည်သူသာလင်ဆရာဝန်မဟုတ် သူဤဇနီးစီတီဟတ်ဆာဟပ်မှလည်းဆရာဝန်တဦးဖြစ်သည်သူတို့ဇနီးမောင်နှံတွင် သားလေးဦးတမိသုံးဦးထွန်းကားခဲ့သည်နိုင်ငံ၏လောကထဲသို့မဟာတရားရောက်ရှိလာခဲ့သည်မှာ1964ခုနှစ်၌ဖြစ်သည်ညညသောမလေးအမျိုးသားဖွဲ့ UMNO နိုင်ငံရေးပါတီတို့ဝင်ခဲ့၍ရွေးကောက်ပွဲ ဝင်ခဲ့ရာ ပါလီမန်အမတ်ဖြစ်ခဲ့သည် ပါလီမန်အမတ်ဘဝနှင့်နိုင်ငံရေးတွင်ကျင်းလည်ရင်း1969ခုနှစ်တွင် The Military မှအမည်စာအုပ်ကိုရေးသားထုတ်ဝေခဲ့သည် ဆိုပါစာအုပ်၌သူသည်မလေးရှားနိုင်ငံ၌တိုင်းတစ်ပါးသားတို့စိုးမိုးချဲ့လက်နေပုံနှင့်မလေးလူမျိုးအများစုမှစီးပွားရေး၌နင်းပြပွားရောက်၍ဒုက္ခမျိုးစုံ ကြုံတွေ့နေရပုံကိုပြပြန်စွာရေးဖွဲ့ထားသည်သို့တော်ထိုစဉ်ကအာနာပိုင်အစိုးရကထိုစာအုပ်သည် လူမျိုးရေးစုပူအောင်ကြွသွေးခွဲမှုများ ဖြစ်ပေါ်နိုင်သည်ဟု ယူဆကထုတ်ဝေ ဖြန့်ချီခွင့်မပေးခဲ့ချေရင်းစာအုပ်ကြောင့်သူအား အစွန်ရောက်နိုင်ငံရေးသမားအဖြစ်ဝိုင်းဝန်းချုံချကညညွတ်သောမလေးအမျိုးသားဖွဲ့ UMNO ပါတီကထုတ်ပယ်ခြင်းခံခဲ့ရသည်ထို့နောက်1983ခုနှစ်တွင်စီနိတ်ခေါ်အထက်လွှတ်တော်အမတ်ဖြစ် ဝင်၍ရေးချယ်ခံခဲ့သည်သို့သော1984ခုနှစ်အထွေထွေရေးကောက်ပွဲ၌ပါဝင်ရှင်ပြိုင်နိုင်ရန်အတွက်အထက်လွှတ်တော်အမတ်ဖြစ်မှထုတ်နှုတ်လိုက်ရသည်အထွေထွေရေးကောက်ပွဲတွင်ဒေါက်တာမဟာတီယာအားပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရသည်ဒေါက်တာမဟာတရားသည်တိုင်းပြည်ပညာရေးလုပ်ငန်းကို အလွန်စိတ်ဝင်စားမှုရှိသဖြင့်သူအားထက်တန်းပညာရေးကော်မတီဥက္ကဋ္ဌအဖြစ်၎င်းအထက်တန်းပညာရေးအကြံပေးကောင်စီအဖွဲ့ဝင်အဖြစ်၎င်းတက္ကသိုလ်ရေးရာအဆုံးဖြတ်ပေးရေးနှင့်မလေးရှားတက္ကသိုလ်ကောင်စီအဖွဲ့ဝင်အဖြစ်၎င်းအမျိုးသားတက္ကသိုလ်ကောင်စီဥက္ကဋ္ဌအဖြစ်၎င်းတာဝန်ပေးအပ်ခဲ့သည်ဒေါက်တာမဟာတရားသည်ပညာရေးဝန်ကြီးဘဝတွင် သူ၏လို့ရကံရေးပေါ်တွင်တင်ရှားလူတိများလာခြင်းနှင့်အတူ1985ခုနှစ်အရောက်တွင် UFIO ပါတီဒုဥက္ကဋ္ဌ3ဦးအနက်တဦးအဖြစ်ရွေးမြောက်ခြင်းခံခဲ့ရသည်1986ခုနှစ်အရောက်တွင် ပါတီဥက္ကဋ္ဌအဖြစ်ဒုတိယဝန်ကြီးချုပ်ယာရုကိုပါတိုးမြင့်ဆောင်ရွက်ခဲ့သည်တစ်ဆက်ထဲမှာပင်ကုံသွယ်ရေးနှင့်စစ်မှုဝန်ကြီးအဖြစ်1988ခုနှစ်တွင်တာဝန်ယူခဲ့သည်1988ခုနှစ် ပါတီထရွေညီလာခံ၌ပါတီဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်1988ခုနှစ်ပါတီရွေးချယ်တင်မြောက်မှုတွင်ဒေါက်တာမဟာတီယာသည် ရှင်ပြိုင်သူအားအနိုင်ရကပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်ဖြစ်လာခဲ့သည်ထို့နောက်1988ခုနှစ်ဇူလိုင်လ16ရက်မှစ၍ဝန်ကြီးချုပ်အဖြစ်သို့တက်ရောက်ထမ်းရွက်ခဲ့ရသည်မှာယနေ့ထက်တိုင်ဖြစ်သည်ဒေါက်တာမဟာတီယာအားစေပညာတက်ဆရာဝန်တဦးဘဝမှာ ဘာဖြစ်လို့နိုင်ငံရေးလောကရဲခြေစုံပြစ်ဝင်ခဲ့ရတာလဲဟုနိုင်ငံသားသတင်းတောက်တူကမေးမြန်းတော့အခါ သူက ကျွန်တော်ဟာ နိုင်ငံရေးသမားအရင်ဖြစ်တာပါကျွန်တော်ဟာညညတော်မလေးရှားအမျိုးသားဖွဲ့ UMNO ကိုစတင်ဖွဲ့စည်းချိန်မှစ၍ဖွဲ့ဝင်ခဲ့ပါတယ်ဒါကြောင့်နိုင်ငံရေးသမားဘွားကအရင်ဆရာဝန်ဘွားကနောက်ပြဆရာဝန်ဖြစ်အောင်လောက်ရခြင်းဟာလဲကျွန်တော်အနေနဲ့ဂုံသိက္ခာတစ်ခုအနေနဲ့ရော တစုံတရာအတိမတ်ပြုခြင်းကိုခံယူခြင်းနဲ့စံတာရောရှိခဲ့လို့ပါပဲစေပညာသင်ကြားခွင့်ရခဲ့လို့လဲဘယ်ကိစ္စမဆိုစနစ်တကျတက်တက်ရရနဲ့အာယုံဆူဆိုင်မှုအမမှန်ဝေဖန်ပိုင်းခြားတတ်မှု စိတ်ရှည်လက်ရှည်ဆောင်ရွက်နိုင်မှုစတဲ့အလေးကျင့်ကောင်းတွေရခဲ့တာပါဒီအလေးကျင့်တွေဟာနိုင်ငံရေးလှုပ်တဲ့အခါမှာအင်မတန်လက်တွေ့ကြတဲ့သဘောတရားတွေဖြစ်လာတာပေါ့ဗျာဟုဆိုသည် မလေးရှားဝန်ကြီးချုပ်အဖြစ်ဒေါက်တာမဟာတီးယာထမ်းရွက်နေစဲ15နှစ်တာကာလအတွင်းမလေးရှားသည် ရှစ်တောင်အာရှတွင်အာရှကြားလေးကောင်၏ခုံပြန်ကျော်လွှားခြေလမ်းများကိုတတ်တုတ်နှင့်အမိလိုက်လျက်ရှိသည်တကယ်ဆိုရင်မလေးရှားသည်စင်ကာပူဟောင်ကောင်တောင်ကိုရီးယားနိုင်ငံတို့ထက်လူဝင်အားရောတဘာဝတည်ရန်ဇာတပစ္စည်းအင်အားပါတာလွန်၍ပေါ်ကျော်ဝသည့်နိုင်ငံဖြစ်သည်ခရစ်နှစ်2020ကို မျှော်ရှုပါ version 2020ဟူသည်မဟာတီးယား၏ရွေးကောက်ပွဲဝင်ကြွေးကြော်သံဖြစ်ပြီးမလေးရှားကို လာမည့်20နှစ်သို့မဟုတ်ခရစ်နှစ်2020အရောက်တွင် ဖွံ့ဖြိုးပြီးစစ်မှုနိုင်ငံအဖြစ်ဖြစ်လာစေရမည်ဟု မဟာတီးယားကရဲရဲဝံ့ဝံ့အာမခံထားသည်တို့အတွက်ကြောင့်1996ခုနှစ်နိုဝင်ဘာလ26ရက်နေ့တွင်ကျင်းပခဲ့သောရွေးကောက်ပွဲတွင် သူဦးဆောင်သည့်ညွန်ပေါင်းဘာရစ်စန်တာရှင်နေ မြို့သားတအူ National Front သည်အမတ်ဦးရေ193နေရာရှိသော ပါလီမန်တွင်148နေရာရှိသောသဖြင့်အစိုးရအဖွဲ့ဝင်အမတ်ဦးရေ၃ပုံ၂ပုံထက်ကျော်လွန်ရရှိသည့်အတွက်ဖွဲ့စည်းပုံခြေကံဥပဒေကိုပြင်ဆင်နိုင်ခွင့်ရရှိသွားသည်ရွေးကောက်ပွဲအပြီးတွင်ဒေါက်တာမဟာတီယာကသူ၏ခရစ်နှစ်2020ကိုမျှော်ရှုပါဥတီချက်ကိုပြင်းမြောက်ရန်အတွက်နိုင်ငံတော်တွင်နိုင်ငံ၏တည်ငြိမ်မှု ရရှိရမည်ဖြစ်ကြောင်းထို့ပြင်ဒီမိုကရေစီ၏သဘောတရားအစမှန်ကိုလည်းသိရှိနားလည်၍စည်းကမ်းတကျလက်တွေ့ကျင့်သုံးတတ်ရနှင့်မိမိတို့ကိုယ်ကိုလည်းထိမ့်သိမ့်တတ်ဖို့လိုကြောင်းပြောကြားသွားပါသည်ယောဂပွဲမတိုင်မီပြီးခဲ့သောနှစ်များကမလေးရှားနိုင်ငံသည်အခြားရှေ့တောင်အာရှနိုင်ငံများနှင့်တူစီးပွားရေးအကြက်တဲများနှင့် ကြုံတွေ့နေခဲ့ရသော်လည်းဝင်းကြီးချုပ်မာတီးယားအစိုးရဖွဲ့၏ကြိုးပမ်းမှုကြောင့်စီးပွားရေးပြန်လည်ဥမော့လာခဲ့ရသည် ယခုအခါမလေးရှားသည် လူဦးရေ28တက်သမ56တန်းရှိ၍ပြပပို့ကုန်တန်ဖိုးမှာ American Dollar 98တက်သမ2ဘီလီယံရှိသည်ဒေါ်ချင်းထုတ်လုပ်မှုတန်ဖိုးမှာ American Dollar 11930ရှိသည်သူရှိစေကမူသူသည်မလေးရှားပြည်သူအားနေချက်အရင်းရှင်ဝါဒခက်ကာလသည်ကုံလွန်သွားပြီဖြစ်တော်လဲအမြင့်ပြတ်ပြောက်ွယ်ခြင်းမရှိသေးဟု ထောက်ပြခဲ့သည်ဘုရားဆုံးမွေးဝါဒကာလဟာကျွန်တော်တို့နဲ့အတူရှိနေတုံးပဲဒါပေမဲ့ပုံစံသက်တစ်မျိုးတော့စောင်းနေအရင်တုန်းကရှိခဲ့တဲ့အရင်ရှင်နယ်ရှက်ဝါဒထက်မရောတဲ့ဖိနှိပ်မှုဂုံတိခကင်းမဲ့မှုတွေနဲ့စီးပွားရေးဘိုကျကြီးစိုးတဲ့ပုံစံမျိုးနဲ့လေဟုဆိုပါသည်ယခုအခါမလေးရှားနိုင်ငံ၌ပူထရာဂျာယာအမည်ဖြင့်ခမီမျိုးတော်တက်တစ်ခုကိုမဟာတရားကြီးလမ်းညွှန်မှုဖြင့် တိဆောက်လျက်ရှိသည်ဒိုမျိုးသက်ကိုကွာလာလမ်ပူနှင့်မလန်မကန်ရှိဟတ်တာပေါင်း4400ကျော်ရှိရာဘာတောကြီးကို ခုတ်ထွင်ရှင်းလင်းပြီး စနစ်တကျအကွဲများချ၍တိဆောက်နေခြင်းဖြစ်သည်အမေရိကန်ဒေါ်လာ8.1ဘီလီယံကျော်ကုန်ကြခံတိဆောက်နေသည့်ထိုမျိုးသည် ရှစ်တောင်အာရှတွင်တခုတည်းသော စိတ်ကူးရင်တိတ်ပန်ဆန်ဆန်ခက်လွန်မျိုးကြီးတစ်မျိုးဖြစ်လာလိမ့်မည်ဟု မဟာတီးယားကဆိုသည် ဒေါက်တာမဟာသီယာသည်ယခုအခါငားချိန်စက်တိုက် ဝင်းကြီးချုပ်အဖြစ်ရွေးချယ်ခံရပြီးနောက်စိတ်တက်တကြွမှုအပြည့်အဝဖြင့်နိုင်ငံတော်တာဝန်ကိုထမ်းရွက်နေဆဲဖြစ်သည်ဒေါက်တာမဟာသီယာမိုဟာမက်သည်ယခုအခါအသက်85နှစ်ရှိပြီဖြစ်သည်သူသည်မလေးရှားနိုင်ငံကို တီထောင်ခဲ့သူမဟုတ်တော့လဲမလေးရှားလူမျိုးများကောင်းစားရေးကမ္ဘာပေါ်တွင်မလေးရှားနိုင်ငံသည် မော်ချွာရက်တီလာနိုင်ရေးမလေးရှားနိုင်ငံခင်မီတိုးတက် အေဂျန်သားရသော နိုင်ငံဖြစ်လာရေးအတွက်အဖက်ဖက်မှဆောင်ရွက်ခဲ့သူဖြစ်သည်သူလက်ထက်တွင် မလေးရှားသည် အာရှကျနိုင်ငံဖြစ်လာသည်ကိုမြည်သူမြမငင်းနိုင်ပေသူသည်အနောက်အုပ်စုကိုထိုးနှက်ဝေဖန်တော်လဲနိုင်ငံခြားယင်းနှိမ့်နှံမှုများကိုမူတကားဖွင့်ကြိုဆိုခဲ့သည်တို့ဖြစ်၍လဲမလေးရှားပြည်သူတို့ကသူကို အားထားကြသည် လေးစားကြသည် သူမူအရာပြောစရာရှိလျင်ဟော့ဟော့တိုင်းတိုင်းပြောလို့ရှိသည်ဝေဖန်စရာတွေ့လျင်မညမတာဝေဖန်တတ်သည် သူသည်ပွင့်လင်း၍ပြည့်ရဲ့ဝေဖို့မတုံးပေ သူရေးသားပြုစုခဲ့သည့် Annuity for Asia South ၌ပင်အနောက်အုပ်စုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်အဆိုပါဆောင်း၌မလေးရှားနိုင်ငံကပထမဆုံးကြိမ်ကြုံတွေ့ရသည့်စီးပွားရေးဆုပ်ယုပ်မှုသည် နိုင်ငံခြားမှငွေကြေးဈေးကစားသူတို့၏လက်ချက်ဟုထောက်ပြသည်ထို့ပြင် ဥရောပသမိုင်းကြောင်းသည်စစ်မှတ်တိုက်ဆိုင်မှုအဆုံးသတ်ခြင်းမရှိသော သမိုင်းကြောင်းဖြစ်ကြောင်းဥရောပစည်ရေးရန်တရားသည်အာရှအာဖရိကနှင့်အမေရိကတို့သမုဒ္ဒရာကိုကျော်ဖြတ်လာကြောင်းလည်းပေါ်ပြထားသည်ဥရောပတိုက်သားများသည် အခြားဒေသများကိုဥတီယာ၌လက်နက်တပ်တမျိုးကိုတီထွင်ထားကြောင်းရင်းလက်နက်မှာဝေစည်းကစားသည့် လက်နက်ပင်ဖြစ်ကြောင်းဖော်ပြထားသည်ယူရိုပါတိုက်သားတို့၏ဝေဆေးကစားသည့်လက်နက်သစ်သည် အခြားနိုင်ငံများ၏ငွေကြေးကိုဝယ်ယူခြင်းသို့မဟုတ်ရောင်းချခြင်းဖြင့်သက်ဆိုင်ရာနိုင်ငံ၏ငွေကြေးစည်းကွက်ကိုတံပိုးရောကြသွားအောင်ပြုလုပ်နေကြောင်းဤသို့ဖြင့်သက်ဆိုင်ရာနိုင်ငံများနှင့်၎င်းတို့ပြည်သူများကိုစင်းရဲတွင်သို့တွန်းပို့နေကြောင်း ်ယင်းသည်ပူပေါင်းကြစီမှုလည်းဖြစ်နိုင်ကြောင်းဖြင့်မဟာသီယာက၎င်း၏စာအုပ်တွင် ဝေဖန်ရေးသားထားသည်သူအပေါ်ပြုသောဆောင်ဝေဖန်မှုများကို သူကလိုလားစွာ ခံယူသည် အမှန်မဖက်သောအပြစ်သောဆောင်ဝေဖန်မှုများကိုမူကြက်ကောင်းစိတ်မခံပြန်လဲနှုတ်လန်ထိုးတက်သည်ဤသည်နှင့်ပတ်သက်၍ဝေဖန်တန်တွေမိုးလုံးညံပါစေစေတနာသာမှန်ဖို့လိုပါれတကယ်တော့ကျွန်တော်ဟာပြည်သူတွေကထောက်ခံမဲ့ပြီလို့ ဝန်ကြီးချုပ်ဖြစ်နေတာပါဟု သူကဆိုသည်ဤသို့ဆိုစေသူသည် မလေးရှားနိုင်ငံအားခက်မီတိုးတက်သော နိုင်ငံတော်အဖြစ်ဥဆောင်ပေးနိုင်ခဲ့သော20ရာစုအာရှတိုင်း၌အကျော်ကြားဆုံးခေါင်းဆောင်တစ်ဦးဖြစ်သည်ကိုကမြည်သူမြညင်းပယ်၍ရမည်မဟုတ်ပေ။